ပုံမှန်ဆိုရင်ကျွန်တော်ကဗီဒီယိုတွေကိုတစ်ပတ်မှတစ်ပုဒ်လောက်ပဲတင်ဖြစ်ပါတယ်။တောက်ကြနေ့ညနေတိုင်းကိုကျူးကျူးမှကျွန်တော်တင်ပေးလေးရှိပါတယ်။ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကဗီဒီယို editing လုပ်နေဆိုပြီးကျွန်တော် YouTube မှာကျွန်တော်တင်လိုက်ပါတယ်။သိမကြဘူးကျွန်တော်ရဲ့ description မှာမိတ်ဆွေတို့ကဒီလိုလာပြောထားပါတယ်ပေါ့။ဆိုတော့ဒါကကျွန်တော်တို့အားရှိစရာပါပဲ။နောက်ထပ်အပိုင်းနှစ်ကိုထပ်ပြီးတင်ပေးပါလို့ပြောတော့ကျွန်တော်က တစ်ဖက်ထိကျွန်တော်မဆောက်တော့ဘူးဆိုတာလေးကိုကြည့်ပြီးကျွန်တော်ပီတိဖြစ်မိတယ်ပေါ့ဘာလို့လဲဆိုရင်ကျွန်တော်လူငယ်တွေက video editing လုပ်ပြီးကျွန်တော်ငွေရှာချင်းလာတာများလာတယ်လို့ကျွန်တော်သိရတယ်ဆိုတော့အဲ့ဒါကိုကြည့်ပြီးကျွန်တော်ကအရင်ပီတိဖြစ်မိပါတယ်ကျွန်တော်လုတ်ပေးခြင်းနဲ့အရာလဲလုတ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်ပြောချင်တာကဗီဒီယိုကိုကြည့်စုနေတဲ့မိတ်ဆွေကဗီဒီယိုခရီးသားသမားတယောက်ဆိုရင်တော့ကြော်သွားပြီပါခင်ဗျကျွန်တော်ကဘာမှတော့မဟုတ်ပါဘူးတိုးပေမဲ့ကျွန်တော်တက်တဲ့လောက်ကျွန်တော်တီးတဲ့လောက်ကိုကျွန်တော်လိုပဲ ခုမှလေးလာနေတဲ့လူတင်ယူနေတဲ့သူဆိုရင်တော့ဗီဒီယိုတွေတင်ပြီးငွေရှာချင်နေတဲ့သူတွေဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုကသူတို့တို့အကျိုးရှိပါတယ်အဲ့ဒီတော့မိတ်ဆွေတို့ကဗီဒီယို editing နဲ့ပတ်သက်ပြီးဘာမှမလုပ်တတ်သေးဘူးဆိုတဲ့သူတွေကိုဦးစားပေးပြီးကျွန်တော်ကတင်ပေးတာရင်ဖြစ်ပါတယ်ဗောနော်ဆိုတော့ episode 1 2 3ဆိုပြီးကျွန်တော်ခွဲပြီးတော့ကျွန်တော်တင်ပေးมาဖြစ်ပါတယ်အဲ့ဒီတော့ဒီကိစ္စရက်ကကျွန်တော် episode 1ကိုတင်ခဲ့ပေးပြီးပြပါပြီဗောနော်ဆိုတော့ကျွန်တော်ရဲ့ channel က basic ဆိုတဲ့အတိုင်းပဲ အခြေခံကြတဲ့အရာလေးတွေကိုပဲကျွန်တော်က knowledge share လေးလုပ်ပေးနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ပတ်ကတော့ကျွန်တော် feature ငါးခုအကြောင်းကိုပြောပြထားပြတာပေါ့နော်။ဆိုတော့ကျွန်တော်ကအခုလက်ရှိမှာတော့တက်ကတ်တဲ့စဝင်နာနဲ့မြင်ရတဲ့ feature လေးတွေအကြောင်းကိုပြောပြတယ်။ပြီးတော့မှအဲ့ဒီ feature တစ်ခုရဲ့အလုပ်လုပ်ပုံကိုသေချာရှင်းပြတယ်။ပြီးသွားတော့မှကျွန်တော်တို့က feature တွေမှာပါတဲ့ effect တွေဘာတွေကိုထပ်ပြီးတော့ တစ်ခုတစ်ခုချင်းစီထပ်ပြီးရှင်းပြတယ်ဆိုတော့ဒီနေရာမှာကျွန်တော်က basic အခြေခံအားစပြီးရှင်းပြတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကဗီဒီယိုခရီးရသမားကြီးဆိုရင်တော့လုံးဝမပတ်သက်ပါဘူးပေါ့နော်ဆိုတော့လုံးဝအခြေခံကိုနားမလည်ဘူးဘာမှ မသိသေးတဲ့သူတွေကိုပဲရည်ညွှန်းပြီးသင်ကြားပေးတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမစခင်မှာကျွန်တော်ရဲ့ channel လေးကိုအရင်ဆုံး like subscribe လုပ်သွားပေးဖို့တော့တောင်းဆိုချင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပြီးပြီဆိုရင် ီဗီဒီယိုလေးကိုဆက်ကြည့်မယ်အားလုံးပဲမင်္ဂလာပါခင်ဗျာသဝတ္တိခပ် visit knowledge share ကရင်ပြန်လဲကြိုဆိုလိုက်ပါခင်ဗျာဒီဒုတိယ episode 2မှာတော့ကျွန်တော် ဖီချာ၃ခုအကြောင်းပဲပြောပြမယ်။ဘာလို့၃ခုအကြောင်းပဲပြောပြလဲဆိုတော့ဒီရက်တဲ့ episode 1မှာတော့ကဗီဒီယိုတွေအရင်ရှေ့သွားတော့ကျွန်တော်တင်ရတဲ့နေရာမှာလည်းလည်းကြန့်ကြသွားတာပဲဖြစ်သွားတယ်ပေါ့နော်။ဆိုတော့ကျွန်တော်အဲ့ဒါကိုဖြစ်မှာဆိုလို့ကျွန်တော်ဒီ episode 2မှာတော့ကျွန်တော်ဒီ feature 3ခုအကြောင်းပဲပြောပြပါမယ်။ဆိုတော့ feature 3ခုအကြောင်းကိုသိပြီးဆိုလို့ရှိရင်နောက်ထပ် ပိုင်းတွေမှာထပ်ပြီးတင်ပေးပါမယ်ခင်ဗျာအဲ့ဒီတော့မိတ်ဆွေဒီဗီဒီယိုလေးကိုစိတ်ပါဝင်စားနဲ့ကြည့်ရှုဖို့တော့လိုပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုစကြည့်ပါကျွန်တော်တို့ကဗီဒီယိုရေဘုတ်ဖန်တီးတော့မယ်ဆိုတော့ကျွန်တော်တို့ Kakap software တဲ့ကိုတွားပေးရပါမယ်ခင်ဗျာဆိုတော့ Kakap software ဒါအသေးဘူးဆိုရင်တော့ Kakap နဲ့ video editing လုပ်နေဆိုပြီးတော့ကျွန်တော်တင်ထားပေးပါတယ်အဲ့ဒီ video မှာပြထားတဲ့အတိုင်း Kakap software ကိုတွား down လိုက်ပါဆိုတော့ Kakap software ကို down ပြီးသားသူတွေဆိုရင်တော့အခုကျွန်တော်ပြတဲ့အတိုင်း Kakap ထဲဝင်ဝင်ပြီးသွားရင်ဒီမှာ new project တွေဝင်ပြီးပါခင်ဗျာ โอเค new project တွေရောက်ပြီဆိုရင်ဒါကတော့တက်ပုံဒါကတော့ video ဒါကတော့သိပြီးသားဖြစ်မှာပါဆိုတော့ကျွန်တော်အဲ့ဒီဥစ္စာလဲကျွန်တော်ထပ်ပြီးရှင်းပြထားပြီးသားပဲပေါ့နော်ဆိုတော့မသိတဲ့လူတွေဒီ video မှာထပ်ကြည့်တဲ့သူတွေအတွက်တော့အဆင်မပြေမှာဆိုလို့ပါအဲ့တော့ကျွန်တော် video လောက်ပြမှာဖြစ်တဲ့အတွက် video တွေဝင်ပေးရပါအောင်ခင်ဗျာဆိုတော့ video တွေရောက်ပြီဆိုရင်ကျွန်တော်တို့ကတော့ကိုဖန်တီမဲ့ video တွေပုတ်ကိုရွေးပါရွေးပြီးသားလို့ရှိရင်ဒီဘက်မှာဆိုရင် app တွေကိုပြန်နှိပ်ပေးပါခင်ဗျာ โอเคဒါကကျွန်တော်ယူထားပြီးသားဗီဒီယိုဖြစ်ပြီးအဲ့တော့သူကရိုက်ထားတဲ့အတိုင်းကို original သူ့အတူ frame range ချုံတွေကလောက်ထားပြီးပြီးသားပေါ့နော်ဆိုတော့ကိုကဘယ် platform မှာတင်မှာလဲဒါကျွန်တော်ပြီးခဲ့တဲ့အပတ်ကကျွန်တော်တင်ထားပြောထားခဲ့ပြီးပြီပေါ့နော်ဆိုတော့ကျွန်တော်က YouTube တွတ်ဆိုတော့ဒီမှာကျွန်တော် YouTube တွတ်ဆိုပြီးတော့ထားလိုက်မယ်ပေါ့နော်โอเคဗီဒီယိုတစ်ပုဒ်ဒီလိုရပြီဗျာရပြီဆိုရင်ကျွန်တော်ပထမဗီဒီယိုမှာတော့ကျွန်တော်ဒီမှာ edit လုပ်တာရယ် audio ထည့်တာရယ် text ထည့်တာရယ်ဒီက အဖက်ထဲတာရေကျွန်တော်ရှင်းပြခဲ့ဖို့တယ်ဗောနော်ဆိုတော့အခုတင်ပေးမဲ့ episode တူမှာတော့ဘာတွေပါလဲဆိုရင်ကျွန်တော်ဒီ overlay အကြောင်းကိုအရင်ဆုံးရှင်းပြပါမယ်ခင်ဗျာဒီပေးကပါတဲ့အတိုင်းအဲ့တော့ overlay အကြောင်းကိုရှင်းပြမယ်ဆိုတော့ over there ကိုရောက်ပြီးရောက်ပြီးဆိုတော့ကျွန်တော်ဒီမှာ f overlay ကိုတွေ့မယ်ထင်ပါတယ်ဒီကောင်ကဘာတွက်အလုပ်လုပ်တာလဲဆိုကျွန်တော်ဓာတ်ပုံတွေထပ်ထည့်တာတော့ဗီဒီယိုတွေထပ်ထည့်တာကိုအသုံးပြုပါတယ်ဆိုတော့ f overlay ဝင်မယ်အဲ့ဒီရောက်ပြီးဆိုရင်ကျွန်တော်ကဥမာဓာတ်ပုံဝင်လောက်ပြလိုက်မယ်ဗောနော် ာဒီမှာကျွန်တော်မင်းသားပုံတစ်ပုံထည့်ပြမယ်။โอเคမြေပြ ဒါကကျွန်တော်အဆန်းလို့ပြတာပေါ့နော်ဆိုတော့ကျွန်တော်ပြောမဲ့စကားအကြောင်းအရာကိုပြောပြောပြီးသွားရင်ဒီမှာဓာတ်ပုံကိုချက်ကနေထည့်တာမျိုးလို့အဲ့ဒီထဲမှာမှကျွန်တော်တို့ကဒါကကျွန်တော်လုတ်ပြတာပေါ့နော်ဆိုတော့လုတ်ပြရင်လည်းသူ့ကိုတုံးရတဲ့ဒီဘက်မှာ effect တွေပါလေဒီဘက်မှာ speed တွေကတော့ဒါပေါ့နော်ဒါနောက်ထပ် video မှာကျွန်တော်ရှင်းပြပါမယ် TV တို့မှာတော့ဒီထမ်းမှာပါတဲ့ feature ကဘလို့အသုံးပြုလဲဘလို့လုတ်ရလဲဆိုတာကိုပြောပြတာပါဆိုတော့ဒီက animation နဲ့ဝင်ပြပါမယ်ခင်ဗျ animation ဝင်ပြီးသွားရင်ဒီမှာသူ့ရဲ့ပုံစံလေးတွေကဒီလိုဖြည်းဖြည်းစီလာတာမျိုးလို့ဒီမှာသူ့အတူကွက်ပြောက်ပြီးဒီလိုပုံစံလေးတွေ းလာတာမျိုးတို့ဥပမာကျောင်းဆိုပြဒီဒီလိုအကွက်ခန်းလေးတွေလာတာမျိုးပေါ့ဥမာဒါကတော့ဒီ over ray ရဲ့အသုံးပြုပုံပေါ့နော်ဆိုတော့ over ray ဟိုပြီးသွားပြီ okay ဒါတခုပထမတခုနေပြီးသွားပြီဒီက caption နေကြတော့ကျွန်တော်နောက်မှပြောပြပါမယ်ဒီ back က caption ကြတော့ဘာလို့မပြောပြလဲဆိုလို့ရှင်ကျွန်တော်တို့မြန်မာဖောက်တွေမမှန်တဲ့သူတွေအတွက်ဆိုအဆင်မပြေပါဘူးဆိုတော့ရှင်သူကဒီ auto စာတန်းထိုးတာတွေအသုံးပြုတယ်ပေါ့နော်ဆိုတော့ထားပါဒါကတော့နောက်တစ်ခုကတော့ fitter ပါဒီ fitter ကတော့ဒီမှာပါ ဒီဖီတာကဘာတို့အလုပ်လုပ်လဲဆိုလို့ရှင်သူကကာလာတွေကိုကျွန်တော်တို့တွေပြန်ပြီးတော့ဟိုပြန်ချိန်လာတော့ပြန်စစ်တာတော့ဗောနော်ဆိုတော့ဥမာဟိုဒီကာလာတွေကိုကျွန်တော်ထည့်မယ်ပေါ့ဥမာဒီကလာကိုထည့်မယ်ဒီကလာကိုထည့်ဖို့အတွက်ကျွန်တော်ကဒါကပေါ်တိုကိုဓာတ်ပုံကိုရွေးထားလို့ပေါ့နော်ဆိုတော့ဒီအနောက်ကဥစ္စာကိုရွေးမယ်ဆိုလို့ရှိရင်လည်းဒါကိုကျွန်တော်ခဏဖြောက်ပြမယ်နော်အဲ့တော့ဒီဗီဒီယိုကိုကျွန်တော်ကလာထည့်ပြမယ်ဗျာဒီဖစ်တာကိုဝင်ဖစ်တာရဲ့အလုပ်လုပ်ပုံကိုပြမယ်နော်ဆိုတော့ကျွန်တော်ဒီမှာကလာကြီးထည့်မယ်ထည့်ပြီးတော့ရင်ဥမာ ဒီဒီရောင်ထင်းပဲဗျာဒီမှာဒါသူရဲ့ကာလာပေါ့နော်အဲ့ကာလာကိုမှကျွန်တော်ကဒီဘက်မှာကျွန်တော်တို့က object ထဲမှာဝင်ပြီးတော့ကာလာတွေပါတွေကိုကျွန်တော်ဒီဘက်မှာ object ထဲဝင်ပြီးတော့အလင်းမှောင်ပြတ်ချိန်းတာတွေပါတွေပြင်ရပါတယ်ခင်ဗျာ အဲ့တော့ဒါက fitter ထဲမှာအလုံးလုံးတဲ့ fitter ကဘာအတွက်သုံးလို့ရလဲဆိုတာဝဲပြတာပါဒီထည့်ကအလင်းမှောင်နေကာလာကြီးကြတော့နောက်ထပ်ပြီးတော့ဒီမှာထပ်ပြီးတေချာတစ်ခုချင်းစီဒီရဲ့ feature တစ်ခုတစ်ခုချင်းစီကိုရှင်းပြပါမယ်ပေါ့နော်ဒီ video ကဒါဒီထဲမှာပါတဲ့ဒီပထမဦးဆုံးမြင်ရတဲ့ feature တွေရဲ့အကြောင်းအလုံးလုံးပုံကိုစပြီးရှင်းပြတာပါဒါကကျွန်တော်ရဲ့ channel က basic ဆိုတဲ့အတိုင်းအခြေခံက စပြီးပြောပြတာဖြစ်တဲ့အတွက်ဒီရဲ့အလုပ်လုပ်ပုံကျွန်တော်ပြောပြပါဆိုတော့ဒီဘက်က all channel ကအတူတူပါပဲဒီမှာဆိုလို့ဆိုရင်လေသူဒီဘက်မှာ fitter ပါတယ်ဒီဘက်မှာ all jet ပါတယ်ဒီ all jet ကလည်းဒီလိုပဲအလင်းမှောင်နေပါပြန်ချိန်တာပဲဒီနှစ်ခုကတော့အတူတူပဲပေါ့နော်ဆိုတော့ဒါကထားပါ Okay အဲ့ဒါပြီးဒီဘက်မှာ stay ကပါခင်ဗျ ဒီဘက်စတေကာကဘာတွက်အလုပ်လုပ်တာလဲဆိုရင်ကျွန်တော်တို့ဟိုရုပ်ပုံတွေခုကိုကာလိုက်အမျက်နှာတွေမှာအယုတ်ကလိုက်တာမျိုးတို့ဥပမာကျွန်တော်တို့ပြောချင်တဲ့နေရာကိုညွန်ပြတာမျိုးတို့ပေါ့နော်ဆိုတော့ဒီဘက်မှာလက်နဲ့ညွန်ပြတာမျိုးတို့ဒါကိုကိုထဲချင်တဲ့ဒီဒီ ST ကတွေကြိုက်တယ်လို့လိုက်သေးပေါ့နော်ဥပမာကိုကဟိုသူများမမြင်ချင်ဘူးကိုရဲ့ဒီဘက်မှာဗီဒီယိုတွေပါဆိုဒီထက်မှပါတဲ့ဝါတဲ့ဥစ္စာတွေကိုလိုက်ထည့်ပြီးတော့လဲထည့်လို့ရပါတယ်ပေါ့နော်ဥပမာဒီလိုပိတ်ပြီးတော့ဗျာ ဒါလက်လေးနဲ့ကိုဆွဲဆွဲပြီးတော့ပေးဝါလိုက်တာမျိုးဒါရုပ်ပိတ်လိုက်တော့ဗောမမြင်ချင်တဲ့သူတွေဆိုလို့ရှိရင်လည်းဥမာကိုယ့်ရဲ့ပေါ်တိုထဲမှာဗျာကိုယ့်ရဲ့အကြောင်းအရာတွေသူများမသိချင်တာမျိုးဆိုရင်ဒါလေးပိတ်ပြီးဝါလိုက်တာမျိုးလေးဗောနော်ဆိုတော့ဒါကစတေကာရဲ့အလုပ်လုပ်ပုံကစတေကာထဲမှာဝင်ပြီးကိုထည့်ချင်တဲ့ effect တွေကိုထည့်ချင်တဲ့အရာတွေလိုက်ထည့်တာဗာဆိုတော့ဒီသုံးခုအကြောင်းအရာကိုပဲကျွန်တော်ကရှင်းပြလာဒီ feature သုံးခုမှာလည်းဘာအလုပ်လုပ်လဲဘာအတွက်သုံးလို့ရလဲဆိုတာကိုကျွန်တော်ရှင်းပြခဲ့တယ်ဗောနော်ဆိုတော့ဒီဟာကဒီ feature ခြားတဲ့အလုပ်လုပ်ပုံကိုပြောပြတာပါဆိုတော့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ထွက်ပြီဆိုရင်ကျွန်တော်ပြီးခဲ့တဲ့အတိုင်းပြောတဲ့အတိုင်းပဲဒီဘက်မှာကျွန်တော်ပြန်ချင်းမယ်အဲ့တော့ကျွန်တော်တို့ကဒီဘက်မှာဆိုရင်ဒါကဗီဒီယို resolution ကိုပြောတာပါဒီအပေါ်က resolution ဒါကိုတေချာသိချင်တယ်ဆိုရင်ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ရှင်းပြခဲ့ပြီပေါ့နော်ဆိုတော့ဒါလေးတွေကကျွန်တော်တို့ရေချိုးတွေပါရေလောက်တာကဒီ video frame site တွေပါတွေကကျွန်တော်ပြီးခဲ့တဲ့ video မှာပြောပြခဲ့ပြီးပြီပေါ့နော်ဒါဒါတွေကိုတော့မရှင်းပြတော့ဘူးကျွန်တော်တို့ကဒီနားမှာအလဲလောက်ပ ွယ်ထားလိုက်ပေါ့နော်ဥပမာဒီအောက်မှာဆိုရင်30ဒီမှာဆိုလို့ရှိရင်တထောင်နဲ့60ပေါ့နော်အဲ့လိုမျိုးရွေးထားလိုက်ပါဒီအောက်ကျွန်တော်ပြီးပြီဆိုရင်ဒီဘက်မှာ export ထုတ်ရုံပါပဲခင်ဗျ export ထုတ်လိုက်ပါโอเคဒါကတော့ episode 2ဖြစ်ပါပြီခင်ဗျအခုကျွန်တော်က ဒီ episode 1မှာလည်းကျွန်တော်အသေးချာလေးတော့ရှင်းပြခဲ့ပူတယ်ဒီ episode 2မှာလည်းအသေးချာလေးတော့ကျွန်တော်ရှင်းပြထားရပါတော့เนาะဆိုတော့အဲ့ဒီတဲမှာမှနားမလည်ဘူးသဘောမပေါက်ဘူးဆိုရင်ကျွန်တော်ရဲ့ description မှာလာရေးသွားလို့ရပါတယ်ဒီထဲကလည်းကျွန်တော်ပြောတဲ့စကားတွေမှာမှားသွားတာအရောဖြစ်ခဲ့လို့ရှင်လေမျိုးမျိုးတောင်းပန်ပါတယ်ဗောနော်ဆိုတော့ဒီ video လေးကမိတ်ဆွေတို့အတွက်အကျိုးရှိမှာပါအဲ့တော့ကျွန်တော်ရဲ့ channel လေးကိုကျွန်တော်တင်သမျှတိအောင်လို့အဆက်မပြတ်ကြည့်ရှုခြင်းလေဆိုရင်တော့ကျွန်တော်ရဲ့ဒီ channel လေးရဲ့ notification ခေါင်းလောင်းလေးကိုတစ်ချက်နှိပ်သွားပေးပါလို့တော့တောင်းဆိုချင်ပါတယ်။ဒါမှကျွန်တော်တင်သမျှအကြောင်းအရာတွေကိုမိတ်ဆွေတို့ရဲ့ notification ခေါင်းလောင်းလေးမှာတက်လာမှာဖြစ်ပါတယ်ပေါ့နော်။ဆိုတော့ဘာပဲဖြစ်ဖြစ်ပါကျွန်တော်တင်သမျှအကြောင်းအရာတွေကကျွန်တော်အကောင်းဆုံးတော့ကြိုးစားခဲ့ပါတယ်။ပြီးကျွန်တော်တက်တလောက်လည်းကျွန်တော် knowledge share လေးလုပ်ပေးနေကြ။နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်ဘယ် feature တွေပါပြီးတော့ဘယ်လိုအသုံးတည့်လဲဘာတွေကိုသုံးလို့ပိုကောင်းတယ်ဘယ် feature ကဘလို့အလုံးလုံးလဲဆိုတာကိုထပ်ပြီးရှင်းပြပါမယ်အဲ့တော့ဒီ video လေးမှာတော့ဒီလောက်ပါပဲဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ပပိုင်